ိုးကြနီကိုရတ်တန့်ပစ်လိုက်တဲ့တိုင်ငံအလုံးမင်းမင်္ဂလာပါ UK ဘက်ကနေကြိုဆိုပါရီခရစ်စတယ်ပယ်လစ်နဲ့လီဗာပူးလ်ရဲ့ပရီးမီးယားလိတွေ့ဆုံမှုကတော့မကြီးပွဲတွေအတွက်အညိုးတွေနဲ့ကြီးကောင်းခဲ့တဲ့ပွဲတစ်ပွဲပါပဲခရစ်စတယ်ပယ်လစ်ဆိုတဲ့အသင်းဟာမနစ်ကရာသီမှာထူးခြားစွာနဲ့ခြေစွမ်းတိုးတက်ပြောင်းလဲခဲ့တဲ့အသင်းဖြစ်ပြီးတော့လီဗာပူးအသင်းကိုအိမ်မက်ဆိုးတွေမက်စီခဲ့တဲ့အသင်းမှာလီဗာပူးအသင်းကိုရာသီအကျိုးကာလာကွန်မြူနတီရှီဖိုင်နယ်ပွဲအစဉ်မှာအနိုင်ယူခဲ့ပြီးတော့ချန်ပီယံဖြစ်ခဲ့တာကြောင့်ပဲလီဗာပူးပရိသတ်တွေကငိုပွဲဆင်ခဲ့ရသလို Crystal Palace ကိုလက်စားချေဖို့အတွက်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ Liverpool အနေနဲ့အပြီးပြင်းဆုံးမှဖို့အတွက်အားခဲထားခဲ့တာပါ။ပိုပြီးတော့ထူကြတာကတော့ဒီနှစ်သင်စလုံးက Premier League ရဲ့ရှုံးပွဲမရှိသေးတဲ့အသင်းတွေဖြစ်ကြပြီးတော့သူတို့ရဲ့စံချိန်တွေကိုလည်းဆက်လက်ထိန်းသိမ်းသွားဖို့ဆရာထက်ထန်နေကြတာပါ။ဒါကြောင့်ပွဲမစားခင်ကတည်းကပဲနှစ်ဖက်ပြိတက်ကြပြိုင်ဆိုင်မှုကတော်တော်လေးကိုတင်ပါခဲ့ပါတယ်။ Liverpool အသင်းက Crystal Palace ရဲ့အိမ်ခွေမှာအကောင်းဆုံးပြင်ဆင်လာခဲ့တယ်လို့ တိုင်ငတ်တို့ကလည်းအင်ကွေးမဂျိုဂျာနီကိုအေးမနေစေဖို့အတွက်အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။ဒီဘွဲမှာတိုင်ငတ်တို့ရဲ့စိတ်တန်တဲ့ကစားဟန်က တော်တော်လေးကိုထူးခြားခဲ့တယ်လို့ဆိုရမှာပါ။လီဗာပူးအသင်းအနေနဲ့ထိရောက်တဲ့ထိုးဖောက်မှုတွေမလုံနိုင်ခဲ့သလိုပေလေးစီရဲ့ခံစစ်ကလည်းကြောက်ဆောင်တွေလိုမကြောပြခဲ့ပါတယ်။ကစားသမားကောင်းတွေနဲ့အင်အားပြည့်ပွဲထွက်လာခဲ့တဲ့လီဗာပူးကသူတို့ရဲ့ကစားနေကြပုံစံအတိုင်းဘောလုံးပိုက်ဆိုင်မှုအသားနဲ့ပွဲကိုချင်ခဲ့ခဲ့ပြီးတော့ဟာကွက်တွေကိုလိုက်ရှာခဲ့ပါတယ်။ ခရစ်စတယ်ပေးလေးစီရဲ့တံမြန်တိုက်စစ်တွေကလည်းမြန်ဆန်တိရောက်လွန်လာကြောင်းလီဗာပူးလိုခံစစ်ပိုင်းကိုလည်းတတိထာနေခဲ့ရပါတယ်ဒါပေမဲ့တင်ငတ်တို့ရဲ့ထူဖောက်မှုတွေကအပြင်းကြီးတာကြောင့်ပွဲချင်း၉မိနစ်မှာပဲလီဗာပူးလိုဦးဆောင်ကိုပေးလိုက်ရပါတယ်ခရစ်စတယ်ပေးလေးတိုက်စစ်မှုစားကတောက်ကန်ဘောကနေတစင်ရရှိလာတဲ့အခွင့်အရေးကိုအနီးကအပိုင်ကန်သွင်းခဲ့တာဖြစ်ပြီးအိမ်ကွေမှာစစောစစီအနိုင်ရလန်နဲ့ဦးဆောင်ထားခဲ့ပါတယ်အဲဒီနောက်မှာအာနက်စလော့ရဲ့နီးပြူဟာပြောင်းလဲတွေကလည်းထင်သလောက်အလုံးမဖြစ်ခဲ့ပါဘူး ုတိယပိုင်းမှာတော့လီဗာပူးအသင်းကကစားပုံပြောင်းလဲလာခဲ့ပြီးတော့ထိရောက်တဲ့ထိုးဖောက်မှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲမှာပဲလစ်ကိုသမားရဲ့လက်ဆန်းပြကာကွယ်မှုတွေကလည်းလီဗာပူးအသင်းရဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့တဲ့အတားဆီးတစ်ခုပဲဖြစ်ပါတယ်။ချီပါကိုပြန်ရဖို့ကြိုးစားနေတဲ့လီဗာပူးအသင်းကလည်းကစားပုံပိုကြီးလက်လာခဲ့သလိုပဲလစ်ရဲ့ထိန်ချုပ်မှုနဲ့တံပြန်တိုက်စစ်တွေကလည်းလီဗာပူးကိုပေါက်ကိုချိန်ချောင်းနိုင်ခဲ့ပါတယ်။ပွဲကပြန်ဆန်မှုပုံမှုပြင်းထန်လာခဲ့ပြီး ဝယ်ပြီးဆုံးကန်နေနောက်ဆုံးမိနစ်တွေမှာတော့လီဗာပူးအသင်းအတွက်လူစားဝင်လာတဲ့ချီစာကချီပါကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒီကိုကြောင့်ပဲလီဗာပူးတို့မျောလင်းချက်တွေပြန်ရခဲ့တယ်လို့အနိုင်ရရှိဖို့အတွက်တိုက်စစ်ဖွင့်ကစားလာခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးအသင်းရဲ့ပျော်ရွှင်မှုကအချိန်ခဏလေးမှာပဲပျောက်ွယ်ခဲ့ပါတယ်။အနိုင်ကိုရဖို့ကိုအလင်းလိုနေတဲ့လီဗာပူးတို့အတွက်ခံစစ်မှာအဆင်သင့်မဖြစ်ခဲ့တာကနောက်ဆုံးမှာတော့အရှုံးရလက်ကိုလက်ခံလိုက်ရတာပဲဖြစ်ပါတယ်။ပွဲပြီးလို့နာကျင်ချိန်ပေါ်မှာ Crystal Palace အသင်းရဲ့လက်ပစ်ဘောကနေတစဉ် ဧရိယာရဲပို့ပေးလိုက်တဲ့ဘောလုံးကိုလီဗာပူးခံစစ်ကစားသမားတွေကတတိလက်လွတ်ဖြစ်ခဲ့တာကြောင့်ပဲတိုက်စစ်မှုနီကီတာကအနီးကပ်ကန်သွင်းခဲ့ပြီးတော့အဆုံးသတ်အနိုင်ကိုအပြေပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့တိန်ငတ်တို့ဟာဂျိုဂျာနီတို့ကိုရပ်တန့်နိုင်ခဲ့ပြီးတော့ရှုံးမဲမရှိဆန်ချင်းကိုဆက်လက်ထိန်းထားနိုင်ခဲ့တယ်လို့နောက်ထပ်ပွဲစဉ်တွေကိုလည်းဘလို့ကြော်ဖြတ်ပြအောင်လဲဆိုတာစောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။